ကျွန်မရဲ့ Healthy Lifestyle ပရိသတ်ချင်းတွေကိုဒီမနက်မှလည်းဝမ်းနည်းစရာသတင်းတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်။အဲကျွန်မတို့သိရပေါ့နော်အကုန်လုံးယင်းဤကျောင်းမိသားဖြစ်တဲ့ဆိုတော့ချင်းကြီးတယောက်ကွယ်လွန်သွားပါပြီ။ဒီဆိုတော့ဂျင်းကြီးကပေါ့နော်မတ်လ31ရက်ဒီနေ့မနက်၄နာရီခွဲမှာကွယ်လွန်သွားတယ်ဆိုပြီးတော့သိရပါတယ်။အဆိုတော့ဂျင်းကြီးကမနက်၄နာရီခွဲမှာကွယ်လွန်ခဲ့တဲ့အကြောင်းကိုအဆိုတော့ဂျင်းကြီးရဲ့ညီမလေးကနေပြီးတော့သူ့ရဲ့ Facebook လူမှုကွန်ရက်မှာရေးသားထားတာပဲဖြစ်ပါတယ်။ ဆိုတော့အစိုးရချင်းညီကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီးတော့တကယ်လို့တခုခုထပ်ပြီးတော့သိရတယ်ဆိုလို့ရှိရင်ဆက်ပြောပြပေးသွားပါမယ်ထပ်ပြောပြပေးသွားပါမယ်ပေါ့နော်ဆိုတော့အစိုးရချင်းညီညီကမြမဂီတာလောကမှာလူကြိုက်များတဲ့အစိုးရတယောက်ဖြစ်ပြီးတော့သူ့ရဲ့တချင်းလေးကိုတရုတ်ပြကောင်းမွန်စွာနဲ့ပေါ်ဆောင်နိုင်သူတယောက်ဖြစ်လင်းလူသိများပါတယ်အစိုးရချင်းညီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နာမည်ရင်းကတော့ညီညီအောင်ဖြစ်ပြီးတော့ကြော်ကြားခဲ့တဲ့တချင်းလေးကချစ်သူမင်းအိမ်မဆိုးကြီးချစ်တယ်ဆိုတာ ဒီမိုအလွမ်းကဖေးအချစ်မိုဆွဲနေပြီမြိုင်နန်းစံပန်းတပွင်ပလက်ဖောင်းရှိုးစတဲ့တချင်းနေနဲ့အစိုးရချင်းကြီးကလူကြိုက်များခဲ့ပါတယ်။အဲအစိုးရချင်းကြီးကမြန်မာနိုင်ငံမှာနာမည်ကြီးအစိုးရတယောက်ဖြစ်ပြီးတော့သူ့ရဲ့တချင်းတွေကလူကြိုက်များတယ်ပေါ့နော်။သူက1980ခုနှစ်တည်းမှာမြန်မာရိုးရာဂီတနဲ့အနုပညာပေါ်အားထားမှုရှိခဲ့ပြီးတော့သူ့ရဲ့တချင်းတွေကလူကြိုက်များခဲ့ပါတယ်။ ဂျင်းကြီးရဲ့တခြင်းတွေကဒီနေ့အထိလူကြိုက်များနေသေးဖြစ်ပြီးတော့အာသူ့ရဲ့ဂီတအမှုပညာကမြမဂီတလောကမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုကိုထိန်းသိမ်းထားပါတယ်။ဆိုတော့ကျမတို့တွေလည်းဟိုးငယ်ငယ်ကနေပြီးတော့ကြိုက်ခဲ့ရတဲ့တခြင်းပေါ့နော်။တခြင်းတွေအများကြီးဆိုခဲ့တဲ့အဆိုတော်တရားဒီလိုမျိုးမြမနိုင်ငံအဆဆရေအဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးရောစိတ်မကောင်းစရာတည်င်းပေါ့နော်လူကောင်းတယောက်အာပေါ့နော်ထပ်ပြီးရောခေါ်ဆောင်သွားပြန်ပါပြီဆိုတော့ ဒီထက်ပို့ပြီးတော့ဗောနော်ဘာတွေများထပ်ဖြစ်လာအောင်မလဲမြန်မာနိုင်ငံကြီးဒီထက်ပို့ပြီးတော့ဗောနော်အစိုးကိစ္စရင်းနဲ့မဆုံးတွေ့စေဖို့လည်းအဆူတောင်းပါတယ်ဆိုတော့အစိုးရချင်းကြီးဆုံသွားတဲ့ကိစ္စဗောနော်ကွင်လွန်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းစိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်ကောင်းရာဒုက္ခတွေလာပါစေ